ရှာတော့သတင်းသုံးနဲ့ဒီမစိုးရင်တိုက်တဲ့မှာခုငလျင်ကြောင့်မလို့ဘာဒီပြည့်စည်လဲဖေဟာရဟန်းတန်ဃာတော်တွေထိခိုက်ပြန်တော်မူတာတွေရောရှိလားဗျာအဲမစိုးရင်တိုက်တဲ့ဒီမှာအဆောက်အုံနေနဲ့ပြောရရင်တော့ပထမအချိန်ကျင်းတန်တန်လောက်တဲ့အချိန်မှာနိုင်စီပြေလဲပါလားနော်အဲတတိယအချိန်ကျင်းတန်တန်လောက်တဲ့အချိန်မှာတော့မမ်းမျိုးတော်ဟောက်စီကျောင်းတကာတွေပြပါတဲ့ဓမ္မရခိတအကျောင်းဆောင်ဆောက်တဲ့ကျောင်းဆောင်ပြုကြပါတယ် ူကဒူချသွားတဲ့ခါကျတော့သုံးတက်ကျောင်းဆောင်ပေါ့ပြီးသွားတဲ့ဒူကနှစ်ဆောင်ဖြစ်သွားတယ်။ဒါကသူကအမိချသွားတဲ့ခါကျတော့ကျောင်းဆောင်တက်ပေါ့ရေသက်ချပြီးရမကြသေးတဲ့ကျောင်းဆောင်တက်ရေသက်ဆောင်လည်းပြတ်သွားတယ်နော်။အဲ့ဒါအမောက်ရိုက်လုံးကိုပေးဝေတဲ့ခါလန်လေးကောင်းဆန့်တဲ့ရေစင်ကြီးကတော့ပြုတ်သွားတယ်ရေရေကားတော့ဘာမှမဖြစ်ဘူးနဲ့ရေစင်းအထောက်တန်တွေပြူသွားတဲ့အတွက်ကြောင့်ဟိုဒရိုက်လုံးရေမီကိစ္စတော့ ခဏလေးအခက်ခဲဖြစ်တာတော့နော်နောက်တစ်ခုကတော့ကျောင်းတိုက်ထဲမှာတော့ထိခိုက်ဒဏ်ရာရတာတော့မရှိပါဘူးဒါပေမဲ့ကျောင်းတိုက်ကနေပြီးတော့စာသွားဖြစ်တဲ့စာပြေတန်ခါအနေနဲ့တော့အတင်းအတီးပြုလို့ရနိုင်တာ20ဘာပြန်လောက်တော့နော်ထိခိုက်ဒဏ်ရာအကြီးကြီးမားမားရတာတော့အသေးစိတ်ပါပါစို့ ်ပါဗျာခုပြိုကျသွားတဲ့ဒီအထမ်းမြင့်မန်မြူရောပေါ့စီအဆောက်အဦကိုမူလတကားပြန်ပြင်မလားတချို့ဒီပြိုတို့ online မှာတွေ့တာဇွဲထက်ကပြင်မယ်ဆိုတဲ့ဒါမျိုးတွေတွေ့တယ်ဗျာအဲ့ဒါမစိုးရင်တိုက်တယ်လားတိုက်ဟောင်းလားဗျာဟုတ်ဇွဲထက်ရွှေဆိုင်ကလူမယ်ဆိုတာကတော့မစိုးရင်တိုက်တယ်မဟုတ်ပါဘူးမစိုးရင်ကြောင်းတိုက်လို့ပဲဒီခေါ်ဝေါ်များတဲ့တကယ်တမ်းကျတော့လူခေါ်ဝေါ်တာတော့တိုက်ဟောင်းလို့ခေါ်တယ်နော်မစိုးရင်တိုက်ဟောင်းလို့ဟုတ် ဒီနားတဲ့ကြောင်းတိုက်ကြည့်ရတာကိုနေရပြီပြောရင်တော့မူလတိုက်တယ်မဆိုးရင်ကြောင်းတိုက်ကြည့်အဲ့ဒီမဆိုးရင်တန်းဟောင်းအလဲတိုက်ကြီးနဲ့အဲနိုင်စင်လေးကိုရောထက်ရှိတာဒီမှာပါအဲ့တော့မဆိုးရင်တိုက်တယ်မှဒီမှာချိန်ပြီးတော့ဟိုတချို့ကရောပြီးရေးနေကြတာပြေးတာနော်မှန်ပါဗျအခုဆရာတော်ဒီငလင်ပေးဖြစ်နေတဲ့ရင်ဆိုင်ခဲ့ရတဲ့သူတွေကိုဆရာတော်အနေနဲ့ဘာတွေကူညီနေတယ်လဲဗျာအဲနံပါတ်1ကတော့ ဆိုတော့ဝလင်းလှုပ်ပြီးနောက်တည့်ကနေစပြီးတော့ဒီတိုက်တွင်းအနေနဲ့အောင်စုတ်ကတ်နေတာနော်ခုချေကြီးမပြတ်ပါဘူးနောက်ကြတော့တိုက်ဝင်းကျေတခြားကြောင်းတန်ငါတွေလည်းကြွားရောက်ပြီးတော့ဆုံးပေးကြအဲတော့ငလင်းနဲ့ပတ်သက်ပြီးတော့ငလင်းဆုံးလက်ကတ်နေတာလည်းလို့ပြောကြတာနော်အဲနှစ်ချက်ကတော့ဦးဇင်းတို့ငလင်းလှုပ်ပြီးတာနဲ့ပဲဒဏ်ရတန်ငါတွေစင်းကောက်တာလို့ဒဏ်ရတန်ငါတွေဆိုင်ကိုယ်တိုင်ကြွားပြီးတော့ထောက်ပံ့တာလို့လုပ်နေပါတယ်ဒီမှာနန်းနေဆေးဥမှာရှိတယ်ဆိုတော့နန်းနေဆေးကိုလိုက်ပြီးတော့ စေယုံမှာရှိနေတယ်ဆိုရင်စေယုံရှိလိုက်ပြီးတော့တရင်300ရဲ့တရင်900ရဲ့ဒီဝိဒါဒါနာကိုပြိုးနေအရက်ဆက်စေယုံစိတ်ဆက်စေယုံအဆုံးပါတော့နော်။အဲတရားရတန်ရာတွေဒီလိုထောက်ပတ်တဲ့လုပ်ငန်းတွေလုပ်နေပါတယ်။ဒါတချို့တကာတော်ကတွေကြတော့တရားတန်ရာတွေထောက်ပတ်ရင်းနဲ့ပဲခြေပြက်လက်ပြက်တွေတွေ့နေရတော့ဟိုလူတွေပါထောက်ပတ်ကြတာတော့ရှိတယ်ပေါ့နော်။ဒါကတစ်ချက်ပါ။နောက်တစ်ချက်ကတော့ဥပမာငလျင်ကစဲလို့လည်းလုပ်နေပါတယ်။ငလျင်ကစဲလို့ဆိုတာလင်းတန်းတဲ့ ဖုန်းကြောင်းတိုက်ဒီမှာဘာလိုအပ်ချက်ရှိတယ်လဲကိုယ်တိုင်သွားကြည့်ပြီးတော့မှလိုအပ်တာတွေထောက်ပံ့တယ်ဒုက္ခတဲ့စကမ်းတွေမှာတချို့ရက်ွက်တွေမှာပြည်သူတွေဘာလိုအပ်ချက်ရှိနေတယ်လဲလိုအပ်ချက်တွေလိုက်ပြီးတော့ကြည့်ရအောင်နော်အများဆုံးအပြင်တော့ဟိုမိုးကာတို့ဆိုလာတို့ဟိုရိတ်ခါတို့ဆန်စီရိတ်ခါတို့ဟိုအဲ့ဒါလေးတွေလာမှန်ပါဗျာဒီပြောတော့ကြားတယ်ဒီအမရဘုရားဘိုးအိုးရွာလို့အစ္စလာမ်ဘာသာဝင်အများစုနေတဲ့ရွာတွေရောဆရာတော်ကူညီပြက်လာဗျာ အဲဟိုတနေ့ကတော့မရဘူရအထကတက်ကိုရောက်တယ်နော်အထကတက်ရောက်တဲ့ခါကျတော့အဲဒီကကိုလံဒီယာတယောက်ကရှောက်လိုက်တယ်ဒီနာမည်ကြီးတဲ့ဒီဒီအကြောက်ပေါက်မှုကြာပြီအဲလူကြီးနဲတဲ့လူကဒီလိုအကြောက်ပေါက်နဲကြတယ်နော်သူတကယ်ကလပ်ရိုးဘလူးကိုမရောက်ပါဘူးတဲ့ကလပ်ရိုးဘလူးမှာတွဲချက်ကြီးမှနေပါတယ်တဲ့အဲဒါဖုံဖုံလို့လုတ်ပါအောင်ဆိုတာနဲ့အဲဦးရင်ပုတ်ဆက်လိုက်တယ် အဲထုတ်ဆက်ပြီးတော့အေးရဲ့မစ်ရှင်ကြီးဒိုင်မွန်ရှင်ကြီးကြီးရှောင်းကြလိုက်ရပေါ့ဒါကြီးကလပြိုဘီလိုကျုပ်ကိုယ်တိုင်ထုတ်ဆက်ပြီးပါပြီအဲလောကကြီးလိုတယ်ဆန္ဒကြီးလိုတယ်ခင်ဗျားတို့အဖွဲ့အစည်းတွေကိုလန့်တင်ကြလိုက်ပါဦးဆိုတော့အဖွဲ့အစည်းတွေကိုလွတ်တယ်နော်အဖွဲ့အစည်းတွေလွတ်တော့လည်းပဲလိုအပ်ချက်ကိုသူတို့ကမလူနိုင်မနဲ့သူတို့ပါတာလေးပဲပြနေတာပေါ့ဗျာအဲအခုဒီနေ့ကြမှာပဲအဲမစ်ရှင်ကြီးရှောင်းမွေးရှင်ကြီးနဲ့ဖုန်းဆက်ပြီးဒါကြီးသူတို့လိုတာကလောကကြီးဆန္ဒကြီးလိုတာမရောက်သေးဘူးအဲဒီနေ့လိုရောက်ဖို့မလိုတော့ဘူးနော် အခုစင်းတို့တွေကတော့ဟိုဒုက္ခရောက်တာချင်းလူလူဟိုအစိမ့်အကြက်ခွဲတာတို့လေဟိုဘာသာလူမျိုးခွဲတာလည်းမရှိပါဘူးလိုအပ်လိုအပ်ဒီလိုထောက်ပံ့နေတာပါနော်မှန်ပါဗျာဆရာတော်ဒီအခုထောက်ပံ့နေတဲ့တခြားမှာငလင်ဖေးသေးတဲ့လူတွေကဘာတွေတောင်းဆိုလဲဆရာတော်ဇီကိုလည်းဘာတွေလူအပ်နေဦးမလဲဗျာလူဖို့ထောက်ပံ့ဖို့ဘာတွေလူအပ်နေမလို့တကာတကာမတွေကိုမိတ်ညင်နေမယ်ခက်ကတော့တကာကြီးဟိုတစ်သေးကခွေးဖြစ်တဲ့ခက် ဟိုဆေးဟသာဒရောသာဖြစ်တဲ့ခေတ်ပေါ့တချို့တထေးတွေတနာရကောင်းပါလေဟိုကျူးသမားတွေနဲ့လဲလဲပြိုင်ပြီးတော့မတိုးဝိတ်မယူရဲဘူးပေါ့နော်အဲရသွားတာလဲကျူးသမားတွေရပဲရသွားတာအဲသူတို့တွေကြတော့စားရမယ်တော့မယ်ဖြစ်နေတာပေါ့နော်အဲအဲ့ဒီတထေးတွေလည်းဖြစ်ခဲ့ပါလေကျွန်တော်တလုံးရရင်ရှင်းတတ်ပါပြီခင်ဗျာမိုးကတစ်ချက်ရရင်ရှင်းတတ်ပါပြီခင်ဗျာ ဆက်ရွယ်ဆက်ရခဲ့တခဲရေတော့တစ်ခွက်ရယူကျွန်တော်ပါရေးဆရာဆိုတဲ့တစ်ထည်လည်းရှိခဲ့ပါအဲ့ဒီတစ်ချိန်လေးရှိတယ်ဘယ်လိုဟိုအရောက်ထောက်ပံ့နိုင်ရတာပေါ့နော်အဲရက်ထဲရတဲ့အကဆွေးသူစဉ်းစားတော့အဓိကတော့မိုးကတောင်းတကြတာပေါ့အဲမိုးကတောင်းတတဲ့စဉ်းစားစဉ်းစားတွေဦးဇင်းတို့ရက်ွက်တဲ့သူတို့တဲတွေကိုယ်တိုင်အထိအရောက်လိုက်ပြီးတော့လေအဲပေတွေပါတွေကိုယ်တိုင်တိုင်ပြီးတော့ဟိုမိုးကအရောက်ပို့ခဲ့တယ်ပေါ့နော်အဲတချို့ကြတော့တချို့ဒုက္ခတွေစကမ်းကြတော့ဆူလာနေတာပေါ့ သူကအများပြီးတော့မိရမရှိတဲ့အခါကျတော့မောင်းနေမဲမဲဖြစ်နေတော့ဟိုအများအလာတဲ့နေရာတွေပါလေလိုအပ်တဲ့နေရာတွေမှာဦးနေဟိုဆိုလာတွေလိုက်ကြတယ်နော်ဟိုအထူးသဖြင့်တော့သူတို့ကမိုးကာရဲ့ချက်နောင်ရဲ့ဟိုရိတ်ခါရဲ့လိုအပ်ကြပါတယ်ရိတ်ခါဆိုတော့အချောက်အရှမ်းပါနော်ဟိုသမင်းဘူးတို့ခြေတန့်တို့ကတော့ဘယ်ဌာနဖြစ်ဖြစ်ပေါ်ကြပါအဲဒါဝိမဲ့ရေရှည်စားမဲ့အစားအစာတို့ကျမ်းမာရေးနဲ့ညီညွတ်တဲ့အခင်းတို့ ဟောခြံအောင်တို့ရတော့လူတိုင်းမရှိကြဘူးအဲအဲ့အရာတွေဦးဇင်းတို့အဓိကထားပြီးတော့လုပ်တာနော်နောက်တစ်ခုကတော့ဒုက္ခဆယ်တွေကဦးဇင်းတို့လူနေမှန်းသိတဲ့အခါကျတော့ တန်ဃာရောလူရောလာပြီးတော့အကူအညီတောင်းကြပါလေ။အဲအကူအညီတောင်းတာကိုဥစဉ်တစ်ခါထပ်ပြီးတော့တကယ်လိုအပ်တာဟုတ်မဟုတ်စုံစမ်းပါလား။အဲစုံစမ်းပြီးလို့ဆိုရင်တော့ဥစဉ်တကယ်ထောက်ပံ့ပါလေနော်။ကို့မှာမရှိဘူးဆိုရင်ဝယ်ပြီးတော့ထောက်ပံ့တာပေါ့။ဟိုတနေ့ကမိုးကထောက်ပံ့တာပြီးလို့သိန်းပေါင်း154သိန်းနဲ့၃တောင်းကုန်တယ်။အဲအဲ့ဒါမိုးကထောက်ပံ့တာနော်။အဲအခုလဲဥစဉ်ဒီကိုဒီရောက်နေတဲ့တကားလေးကဒါသူတို့ဒုက္ခရဲ့စကားမှာလိုရနေတာကိုလာပြီးတော့အကူအညီတောင်းတာပေါ့နော်။မှန်ပါဗျာ။ဒီတော့ခု ငလျင်မှာဒီဥလသိမ့်ဗိမာန်မှာဆိုရင်တန်ခါဟိုဒံရရတော့ပါဆိုတရားနီးပါရှိတယ်ပြန်တော်မူလာလဲ90ကျော်လို့ဒီလိုဒီစင်ရရာတိရတာပေါ့နော်ဒီတော့သာသနာတော်အတွက်ကောဆိုရှုံးမှုစတော့ဘယ်လိုမိတ်ညင်မလဲဗျအဲဒီငလျင်ဘေးကတော့သာသနာတော်အတွက်ဆုံးရှုံးမှုအကြီးမားဆုံးပါနော် တက်ရှိရောတက်မဲ့ရောပေါ့အဲတက်ရှိဆိုတာကတော့စာဖြင်းနေတဲ့အချိန်ဖြစ်တယ်အဲ့ဒီစာဖြင်းနေတဲ့တန်ခါလည်းတကယ်အတန်းမှာအကြီးဆုံးအဆင်အမြင့်ဆုံးအတန်းဖြစ်တယ်ပေါ့နော်ဟိုမှာမူလာတန်းတို့အငယ်တန်းတို့လက်တန်းတို့အကြီးတန်းတို့ဖတ်ချာတန်းတို့ ဆဖြေတဲ့အချိန်မှာအခုငလင်းလောက်ရတဲ့အချိန်မှာဖြည့်ဆူနေတဲ့တန်ဃာတွေကဆချတန်းတန်ဃာတွေဖြစ်နေတာနော်အဲ့တော့အစင်းမြင့်ပရိယတိဝန်ဆောင်တန်ဃာတော်တွေအစုလိုက်ပုံလိုက်အကြံတော်တာသိကမှုကြီးမာတာခံရရခံရရတဲ့လူပြင်ထန်တာအခုတည်းဟိုစကောင်းနှစ်ဖက်ကြွားတဲ့တန်ဃာရှိတယ်လည်းနဖက်ပြပါတော့ရှိရောအဲ့တော့အင်းဝမ်းနဲ့တော့ဟောနေနော်။နောက်အစာအုပ်တွေကြည့်လို့ဆိုရင်စာတန်တိုက်ကြီးတွေမဟုတ်ဘူးနော်။ဟို ေဒီပထိုးတွေအများစုသက်ရှိရမှာနော်။ဒါသာမန်လေးကအဆောင်ဦးဆုံးဆုံးကြီးမားဆုံးအရင်းလေးတွေပါလေ။အဲဒီကဲဦးတို့သာသနာတဲ့ဝိုင်းဝန်းထောက်ပံ့ပါမှဟိုဒီဇင်းတို့သာသနာပြန်လို့အသက်ဆက်ရရမှာနော်။မှန်ပါဗျာ။ဥဒေမာရပါ